ဒီနေ့ရဒီအစမှာကျွန်တော်တို့ချစ်တဲ့ Chelsea တင်းဘာရီမားနေလေအမားတွေအားလုံးရဲ့တရားခံကဘသူလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိုင်း A Chelsea Live YouTube Channel နဲ့ Facebook Page ကနေအပြာညီကိုတွေအားလုံးကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဒီနေ့ရဒီကျွန်တော်တို့ချစ်တဲ့ Chelsea တင်းဘာရီမားနေလေအမားတွေအားလုံးရဲ့တရားခံကဘသူလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေနှစ်စဉ်နှစ်တိုင်းအမြဲတမ်းအားပေးနေတဲ့ Chelsea တင်းကဒီနှစ်ရာသီအစမှာဘာရီမားနေလဲဒီမေကွန်းက Chelsea တင်းပြည်သက်တည်းရဲ့ ရင်ထဲမှာမိစားနဲ့ထိုးလို့ဖြစ်နေတဲ့မေကွန်းတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။အဲဒီလိုမေကွန်းမျိုးဘာလို့များကျွန်တော်တို့တွေတွေ့မိရတာလဲ။အကြောင်းအရာကတော့ရှင်းရှင်းလေးပါပဲ။ဒီနှစ်ရာသီတင်းမစတင်ခင်မှာအမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ပုံစံသေးကလကပဖလားပြိုင်ပွဲကြောင့်ပဲဆိုရမှာပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကကစားသမားတွေရဲ့ခြေစွမ်းပိုင်းကစားကွက်ပိုင်းကတကယ်ကိုအမခံဖြစ်ခဲ့တာပါ။ဖိုင်နယ်မှာဥရောပချန်ပီယံ PSG လို့အသင်းမျိုးကိုတော့မှပေးကူးမရှိဘဲနဲ့ခြေစွမ်းပိုင်းရောကစားကွက်ပိုင်းမှာအသာစီးနဲ့၃ဂိုးမရှိဆိုတဲ့ပြတ်သားရရလက်နဲ့အနိုင်ယူပြီးတော့ ့ကလပ်ကဖာဘလာစုကြီးကိုထိုက်ထိုက်တန်တန်ဆုံကူးခဲ့တာကိုချယ်ဆီပြိသက်တွေအားလုံးမေ့နိုင်မယ်လို့မထင်ပါဘူး။အဒီနစ်နွေရာဒီမှာလည်းကစားသမားတက်တွေကိုအတင်းဘက်ကခေါ်ယူအားပြေးပေးခဲ့တာတော့ပြိသက်တွေအားလုံးကဒီရာဒီမှာတော့ပေါ့နော်လဘာဘူးအာဆင်နယ်မန်စီးတီးတို့နဲ့ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာဒန်းတူရှင်ပြိုင်တော့မယ်လို့အဲစိတ်တွေကထင်မြင်မှန်းခဲကြရပေါ့နော်။အဲဒါပေမဲ့ကျွန်တော်တို့အတင်းရဲ့အဓိကလိုအပ်ချက်ကြီးဖြစ်တဲ့ခန်းစစ်ပိုင်းနဲ့ဂိုးသမားနေရာကိုတော့အတင်းတောင်းဝင်ရှိသူတွေကမျက်ွယ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။အပိုဆိုးတာကခန်းစစ်ပိုင်းမှာအားကိုးရပြီးတော့ခြေစွမ်းပိုင်းတည်ငြိမ် င်လုံးနဲ့ကိုဝဲတရာအေစီရဲ့ဒဏ်ရာရပြီးရာဒီဂုံနီးပါးအထိနားယူရမယ့်အခြေအနေဖြစ်လာခဲ့တာပါပဲအဒီလိုအရေးကြီးတဲ့အခြေအနေမျိုးမှာနီးပြအန်ဇူမာရက်စကာကသတင်းစာရှင်းလင်းပွဲတွေကနေတဆင့်ဗဟုခန်းစစ်ကစားသမားတယောက်ကိုလူရင်ကြောင်းတရားဝင်တောင်းဆိုခဲ့တာကိုတော့မှကျွန်တော်တို့ရဲ့ supporting director နှစ်ယောက်ကလုံးဝလစ်လူရှုခဲ့တာပဲဖြစ်ပါတယ်အဲဒီလိုမျိုးလစ်လူရှုခဲ့တဲ့အမားရဲ့ရလက်ကတော့လက်ရှိ Premier League 6ပွဲကစားပြီးတဲ့အချိန်မှာရလက်တွေဆိုးရွားနေတဲ့အချက်ပါပဲပြည်သက်တွေမျောလင်းခဲ့တယ်လို့မျိုးထိပ်သီးအသင်းတွေနဲ့အပြိုင်သွားဖို့ဆိုတာကဒီ ီးယားဒီ6ပွဲကစားပြီးရဲ့အချိန်မှာမဖြစ်နိုင်ဘူးဆိုတာကျွန်တော်တို့ပြည်သက်ဒီအားလုံးသဘောပေါက်ခဲ့ရပြီလို့ပဲဆိုရမှာဖြစ်ပါဒီယားဒီစမှာချယ်ဆီးတင်းဟာအပြိုင်ပွဲဆုံး7ပွဲမှာ3ပွဲနိုင်3ပွဲရှုံး2ပွဲတည်ရဆိုတဲ့ရလက်ကြောင့်ဒီယားဒီကောင်မှာချန်ပီယံလိဝင်ဝင်ရဖို့တောင်မှမိမ့်မိန်နေတယ်လို့ဖြစ်နေရတဲ့အနေအထားမျိုးဖြစ်နေပါကျွန်တော်ဒီထက်ပိုပြီးစိုးရိမ်မိတာကချယ်ဆီးတင်းဟာအသက်အငယ်ရွယ်လွန်းတဲ့ကစားသမားအများပြားနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်နေတာကြောင့်ပါလေအဲဒီပရီးမီးယားလိမှာ3ပွဲဇက်တိုက်9ပွဲပျောက်ဆုံးတာနောက်ဆုံး2ပွဲဇက်တိုက်အနီးကပ်နဲ့ထုတ်ခံခဲ့ရတာတွေကကစား ားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုအကြီးအကျယ်ထိခိုက်စေမှာကတော့အသေးချာပဲဖြစ်ပါတယ်။ဒါကြောင့်အချို့အားဖြင့်ပြောရမယ်ဆိုရင် Chelsea တင်းရဲ့ရလက်ဆိုးရွားမှုတွေဟာနီးပြအန်ဆိုမာရက်စကာကဒဏ်ရာတွေများပြားနေတဲ့အတွက်ကြောင့်စိတ်ဖိစီးနေလို့များလား။ဒါမှမဟုတ်လေကစားပုံနီးစနစ်ပိုင်းကြောင့်လား။ကစားသမားတွေရဲ့စွန့်ရည်ပိုင်းကြောင့်လားဆိုပြီးပြစ်သက်တီဝေဝဲများဖြစ်နေကြပေမဲ့ကျွန်တော်တဦးတယောက်တည်းအမြင်ကတော့အန်ဆိုမာရက်စကာတောင်းဆိုခဲ့တဲ့ဂိုးသမားနဲ့ခံစင်မှုကောင်းတယောက်ကို မဖြစ်ပြီးခဲ့တဲ့ Sporting Writer နှစ်ယောက်ရဲ့အပြစ်လို့ပဲမြင်မိပါတယ်။အဲသူတို့ရဲ့အဝေးကြီးညံမြှော့ ော်မြင်ကင်းမဲ့လွန်လာတဲ့ကြောင်းကျွန်တော်တို့အသင်းဟာဒီလိုရုန်းကန်နေရတာပါလို့ဒေါသကြီးပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနေနဲ့ကတော့ကျွန်တော်တို့ချစ်တဲ့ Chelsea အသင်းဘာတွေမှားနေလဲအမားအလုံးရဲ့တရားခံကဘာသူဖြစ်မလဲဆိုတာ ကိုယ့်ရဲ့အမြင်နဲ့စိတ်ခံစားချက်တွေကိုအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စည်းသတင်းအကြောင်းအရာတွေနဲ့ပွဲကြူပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်း HSE လား YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပြီးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ